မကောင်းတာလုပ်ရင်တော့ဘလောက်အထိအကြံရည်များများရရရရှိလဲဘေဖေယားကမှငါသားအလိုတော်ပြည့်စည်တည်လို့ခွင့်ပြုမှာမဟုတ်ပါဘူးကျိုးလွန်တဲ့အတိုင်းပြန်ခန်းစားရလိမ့်မယ်လို့နေပြီးတော့ပြက်ပြီဆိုတော့သွေးပြက်လျှောက်ရှားပြီးရရပြေးရှိပြီလေလို့ခင်ညုံတောင်းကလည်းရွှေတကုံပေါ်တက်ပြီးတာနဲ့ထောင်တန်းကြတာပဲလို့မှတ်ချက်ရေးသားခဲ့ပါတယ် ေးရင်ရတရယုံကြည်အားကိုးတဲ့အာနာသိန်းကောင်းဆောင်မိသားစုဟာစကိုင်းငလင်ကြီးကြနေပြည်တော်မှာအကြီးအကျယ်ပျက်စီးသွားပြီး15ရက်အကြာမှာမိသားစုလိုက်ရွှေဘုံပွင့်စေတီတော်ကို ထိတင်ခဲ့ပြန်ပါတယ်။အာနာသိန်းကောင်းဆောင်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ15ရက်နေ့ကလည်းရန်ကုန်မြို့ကရွှေတဂုံစေတီတော်နဲ့အထက်ပစ္စယံကိုတက်ရောက်ပြီးဗရမ ्या မြတ်ရှင်ရုပ်ပွားတော်မြတ်ကိုဖူးမြော်တယ်လို့စိတ်ဘူးတော်ရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးခဲ့ပါတယ်။ ဒါကြောင့်ရွှေတကုန်းစည်တီပေါ်တက်ပြီးနှစ်လအတွင်းမှာရွှေဘုံပွင့်စည်တီတော့ကိုထီတော့တင်ပြန်တာလည်းဖြစ်ပါတယ်ဒါဟာအနာသိန်းကောင်းဆောင်ဘူဂျုံမူကြီးမရောက်လိုက်ဟာစကိုင်းငလင်ကြီးကြောင့်နေပြည်တော်မှာကြီးမားတဲ့အပြက်စီးတွေတွေ့ကြုံရလို့အတိတ်နမိတ်မကားဘူးဆိုပြီးရရရရှိတာဖြစ်တယ်လို့ပြောနေကြပါတယ်။မကောင်းတာလုံရင်တော့ဘလောက်အထိအကြံရည်များများရရရရှိလဲဘေဖေရကမှငါသားအလိုတော်ပြည့်စေတည်လို့ခွင့်ပြုမှာမဟုတ်ပါဘူး။ ကျိုးလွန်တဲ့အတိုင်းပြန်ခန်းစားရလိမ့်မယ်လို့ပြည်သူတအူးကမှတ်ချက်ပြုရေးသားထားပါတယ်။အရှားပြည်သူတအူးကလည်းမိသားစု အသက်အနည်းရဲ့အတွက်ရှိတာနောက်ကျနေပြီလို့ပြောပါတယ်။ထူးခြားတာကအာနာသိန်းကောင်းဆောင်အပြင်ဇနီးတော်ကျူကျူလာတမီးခင်တီရီတက်မွန်တားဖြစ်သူအောင်ပြေဆုံးနဲ့ဇနီးတို့ပါမိသားစုအစိုးအလင်းထီးတင်ပွဲကိုတက်ခဲ့တာဖြစ်ပါတယ်။ အာနာသိန်းကောင်းဆောင်ဟာအာနာသိန်းမီနောက်ပိုင်းမိသားစုအစုံအလင်ပွက်တဲ့မှတ်တမ်းတပ်ပုံရိုက်ခန္ဓာဟာအကျဉ်းရည်အနေငယ်သာရှိပါတယ်။အာနာသိန်းကောင်းဆောင်နဲ့အတူစစ်ကောင်စီအတွက်ဖက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးလက်တက်ရောက်ခဲ့ပါတယ်။ကံဘောစဗန်ပိုင်ရှင်ဦးအောင်ကိုဝင်းတို့ကပါ အတူထီးတော်တင်ခဲ့တာဖြစ်ပါတယ်။ရွှေဘုံဘွင့်စေတီတော်ရဲ့ယတနာစိန်ဘူးတော် ငှက်မျက်နာတော့ထီးတင်ပွဲနဲ့အနေကစားတင်ပွဲမှာအာနာသိန်းကောင်းဆောင်မိသားစုကတပ်ပင်းညူဖရာရှင်အားရီမှန်းထားပြီးတော့စိန်ဘူးတော်ကိုပထမမိုင်းတောက်ဆရာတော်ကြီးထံကတ်လူခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒါအပြင်ရွှေစင်လျှောက်ကျက်သားရှိတဲ့ရွှေပြားတင်ငန်းတစ်ချက်ကတ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။နေပြည်တော်ပြက်ပြီဆိုတော့သွေးပြက်လျှောက်ရှားပြီးရေရရပြေးရှိပြီလို့ပြည်သူတအူးကပြောပါတယ်။အရှားပြည်သူတအူးကလည်း ။သူ့နင်းတဲ့နေရာ ထိတဲ့နေရာတိုင်းကကျင်ချင်းအမင်္ဂလာမြေတွေဖြစ်ကုန်နေ။ဘာရည်ရပဲလှုပ်လို့သူ့အကုသို့အကျိုးကမပြောင်းဘူးလို့ Facebook မှာရေးသားထားပါတယ်။အာနာသိန်းကောင်းဆောင်ဟာပြီးခဲ့တဲ့နှစ်လကန်ကရွှေတကုံဇေဒီတော်ဘုတ်ကိုတက်ခဲ့တဲ့အပေါ်မှာလဲပြည်သူတွေကဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီလိုထီတော်တည်ပင်းရဲ့ ခွေးကြနွားကြပြုတ်ကြတာအစဉ်အဆက်ပဲလို့ပြည်သူတအူးကအာနာသိန်းကောင်းဆောင်ရွှေတကုံစီတီတော်ပေါ်တက်ခဲတဲ့အပေါ်ပြောပါတယ်။အခြားပြည်သူတအူးကလည်းခင်ညွန့်တော်ကလည်းရွှေတကုံပေါ်တက်ပြီးတာနဲ့ထောင်တန်းကြတာပဲလို့မှတ်ချက်ရေးသားခဲ့ပါတယ်။အာနာသိန်းကောင်းဆောင်ဟာ ရွှေတကုံစီတီတော်အထက်ပစ္စယံကိုတက်ပြီးစိန်ဘူးတော်ကြံ့ခိုင်ရေးကိုစစ်ခဲ့တာဟာ2025ဖေဖော်ဝါရီ15ရက်နေ့ဖြစ်ပါတယ်။ ာနာသိန်းကောင်းဆောင်ရွှေတကုံဖျားပေါ်တက်ပြီး52ရက်အကြာမှာနေပြည်တော်နဲ့မြန်မာနိုင်ငံအလဲပိုင်းမှာတမိုင်းတလျှောက်ပျက်စီးဆုံးရှုံးမှုအများဆုံးသကိုင်းငလင်းလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဗေဒင်ရတရာကိုယုံကြည်တယ်လို့အယူသီးတဲ့စစ်ကောင်စီဟာသကိုင်းမြို့အနီးမတ်လ28ရက်ကဗဟိုပြုလှုပ်ခဲ့တဲ့ငလင်းကိုသကိုင်းငလင်းလို့မခေါ်ဖို့တရားဝင် ထုတ်ပြန်တားဆီးထားပါတယ်။ ဒါဟာလဲအယူသီးတဲ့စစ်အုပ်စုက အတိတ်နမိတ်အရာမခေါ်ခိုင်းတာလို့ပြည်သူတွေက ပြောကြပါဗျ။နမ်းမြို့ရိုးလဲပြိုပြီးနေပြည်တော်လဲပြက်ပြီးစစ်ပင်ကြီးလဲကိုင်းလို့ငလင်တန်ခံရပြီးအခုမှဗာကြောင့်နေကြတာလဲနှစ်တောင်းတန်ရေရလို့ပြည်သူတအူးကမှတ်ချက်ပြုပါဗျ။အာနာသိန်းဖျားထီးတင်လိုက်ရွှေတင်ကန်းကက်လိုက်အကြိမ်ကြိမ်လုံနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ကို ပြည်သူတအူးကကာကြုံလောက်ရမှာမဟုတ်

အရင်နောက်ယရနာစိန်မှုတော်ငှက်မျက်နာတော်နဲ့ရွှေထီးတော်တင်လူပူဇော်အောင်မြင်ခြင်းထိမ့်မှတ်ဖြင့်ယရနာရွှေမိုးငွေမှုများရွာသွန်းဖြူကြပါတယ်။ အရင်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာရွှေဖုံးပွင့်စည်းတော်မြတ်ကြီးငပြောဘူးတော်နေရာမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလာတာသမီမြေတစုတို့ကလှူဒန်းသည့်ရွှေစင်၆ချက်သားရှိရွှေပြားတင်ငန်းတော်တစ်ချက်အားကက်လူပူဇော်ပြီးပြည်နေသားရီများပတ်ဖြန်းပေးပါတယ် အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအဖွဲ့ဝင်များဟာရွှေဖုံးပွင့်ဇေဒီတော်မြတ်ကြီးနဲ့ဇေဒီတော်ကြီးရှင်ဗုဒ္ဓရုပ်ပွားတော်များအားဖူးမြော်ကျင်းပပြီးမြတ်တပိတ်စွန်းတော်ပန်းရေချမ်းစီမီများကတ်လူပူဇော်ပါတယ်။ ဆက်လက်ပြီးတန်ခါတော်အရှင်သူမြတ်များကရွှေဖုံးပွင့်ဇေယျတော်မြတ်ကြီးအားဗုဒ္ဓဘိသိကအနိကစားတင်ပြီးဗုဒ္ဓဘိသိတွန်းတော်မူကြကဗုဒ္ဓသာသနာစည်းရန်တိတ်တထူ၃ချိန်ရွတ်ဆိုဆုတောင်းပြီးမာမင်္ဂလာခန္ဓာကိုရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားများပြီးမှနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအခမ်းအနားတက်ရောက်လာကြသူများဟာဇရတော်တန်ခါတော်များအားနေစွန်းဆက်ကပ်လှူဒန်းခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။